ူသားတွေကိုလိုက်လံတပ်ဖြတ်နေတဲ့ကြောက်စရာသွေးမြောင်းတရေစူးကြီးတကောင်အစွဲရည်ပြည့်နဲ့ကြောင်းမက်ဖွဲကောင်းလာတဲ့မျက်နာနဲ့ DDL တီးကြီးကတော့ဘန်ဘီလို့ခေါ်ပါရီအခုချိန်မှာသူကအမျိုးသမီးတယောက်နောက်ကနေလိုက်နေခဲ့ပြီးဒီကန်ဆိုးလွန်းလာတဲ့အမျိုးသမီးကဘန်ဘီရဲ့ဂျိုးနဲ့နှစ်ပိုင်းဖြတ်တာကိုခံလိုက်ရပါတယ်ဘန်ဘီကတစ်ချိန်လုံးကသူ့အမေနဲ့တူတောထဲမှာပျော်ပျော်ပါးပါးနေထိုင်ခဲ့ဘူးတဲ့တရေပေါ့စာလေးတကောင်ဖြစ်ပါရီတနေ့မှာတော့လောဘကြီးတဲ့တောလိုက်မိုးဆိုးတွေကတောထဲကိုဝင်လာခဲ့ကြပြီးသူတို့ရဲ့တနက်တစ်ချက်ကြောင့်ဘန်ဘီရဲ့အမေကိုတီးသွားစေခဲ့တာပါ အကဲခဲဒုက္ခပေါင်းများစွာကိုဖြတ်သန်းပြီးတဲ့နောက်မှာတော့ဗန်ဗီကအကျမ်းမာစွာကြီးပြင်းလာခဲ့ပြီးသူ့ရဲ့မျိုးဆက်တလေတွေကိုလည်းမွေးမြူနိုင်ခဲ့ပါတယ်။ဒါမဲ့ကြေခွဲစရာကံကြမ္မာကအထက်မှန်ကျုံလာရပြန်ပါတယ်။ဝဘကစေဝါလို့ခေါ်တဲ့ဒေသခံကုမ္ပဏီတစ်ခုရဲ့ထရက်ကာတစ်စီးကအစိတ်တောက်နေပါဝင်တဲ့စွန့်ပစ်ပစ္စည်းတွေတည်ယူပို့ဆောင်ရင်းနဲ့ဒီအမာလေးကိုမတော်ဆတိုက်တက်လိုက်ပါတယ်။အဲမှာပဲထိလန့်တကြားချင်းနေတဲ့ကြောင့်ဗန်ဗီရဲ့သားသမီးတွေကလည်းထွက်ပြေးပျောက်ွယ်သွားခဲ့ကြပြန်ပါတယ်။စေပြနေတဲ့ဗန်ဗီကအစိတ်တောက်ရှိတဲ့ဆွန့်ပစ်ပစ္စည်းတွေပါဝင်နေတဲ့မြေကြီးကိုတောက်သုံးခဲ့ရပါတယ် ဓာတ်ရုပ်ပစ္စည်းတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာကြောက်စရာကောင်းတဲ့မျိုးရိုးဗီဇာပြောင်းလဲမှုတွေဖြစ်သွားပြီးတော့သူကတားရဲကောင်တကောင်ဖြစ်ကိုလည်းပြောင်းလဲသွားခဲ့ကလက်စားချေဖို့ကြိုးစားပါတော့တယ်။ဒါတွေကိုမသိတဲ့ဇာနာလို့ခေါ်တဲ့မျိုးသမီးငယ်တဦးကတော့သူမရဲ့သားဘင်ဂျီနဲ့တူတက္ကစီပေါ်မှာထိုင်နေကြပြီးဘင်ဂျီရဲ့ဖွားစီကိုသွားနေကြပါတယ်။သူတို့သွားနေတော့လမ်းတွဲမှာနေမဲ့အရွယ်စားကြီးမားတဲ့တရေကြီးတကောင်ကလမ်းမပေါ်မှာရုတ်တရက်ပေါ်လာပါတယ်။အဲ့ဒီတရေကြီးကသူ့ရဲ့ဥကြိုတွေနဲ့အလေးချိန်နှစ်တန်းရှိတဲ့ကားကိုမြောက်လံပြစ်လိုက်ပါတယ်။ ဇာနာနဲ့ဘင်ဂျီတို့ကနောက်ခံမှာထိုင်နေကြတာကြောင့်ဘာမှမဖြစ်ခဲ့ကြပါမိလဲ။ရင်မောရဲ့ခြေတော်ကတော့ကားစီကတက်တို့စေပန်းတွေအောက်မှာပြိနေပြီးတော့ထွက်ပြေးလို့မရခဲ့ပါဘူး။အဲ့တဲ့ဘူဆိုရာကတော့တရေကထွက်မသွားခဲ့ပဲနဲ့သူ့ရဲ့ဂွာရီနဲ့ကားကိုထပ်တလဲလဲနင်းချေနေခဲ့တာပါ။ကားကပြက်ပြီးဂျေမောသွားတော့မဲ့ဆဲဆဲဖြစ်လာတဲ့ချိန်မှာတော့ဇာနာကရင်မောကိုတောင်းပန်ပြီးတော့ဘင်ဂျီကိုတစ်ဖက်ကနေဆွဲထုတ်ခဲ့ပါလေ။ပြီးတာနဲ့သူမကဘင်ဂျီကိုခေါ်ပြီးတော့ဇက်တိုက်ကိုပြေးလိုက်ပါလေ။ပေ30ကျော်လောက်ပြေးပြီးမှသာသူမကလှည့်ကြည့်ရဲခဲ့ပါလေ။ သူမတို့မြင်လိုက်ရတာကတော့ကြီးမားတဲ့ဒီရဲ့ကြီးတကောင်ကအမောက်နေတဲ့ကားပေါ်မှာရက်နေပြီးတော့သူတို့ဘက်ကိုကြည်င်းနဲ့ယူသွတ်စွာအော်နေခဲ့တာပါပြီးတော့သူရဲ့ပါးစပ်မှာလည်းကြောက်စရာသွားဆွဲတွေအများကြီးရှိနေခဲ့ပါတယ်တကယ်တော့ဒါကအပြောင်းလဲသွားတဲ့ဘင်ဘီပဲဖြစ်ပါတယ်တချိန်တည်းမှာပဲမောင်မဲနေတဲ့လန်စွန်တို့ကမယ်ရီလို့ခေါ်တဲ့အဖြူအောင်ညဝဲအင်ဂျီနဲ့မျိုးသမီးကြီးတို့ကဘင်ဘီရဲ့နာမည်ကိုရေယိုရင်းနဲ့တတော်ဆက်တစ်လျှောက်ရှောက်သွားနေခဲ့ပါတယ်သူမကမောင်တို့ကိုတွင်းပေါက်မြင်နိုင်သလိုဖြစ်နေပြီးဇာနာနဲ့ဘင်ဂျီတို့ထွက်ပြေးနေတာကိုလည်းမြင်နေရသလိုပါပဲ ဒီမျိုးသမီးကြီးကတော့ဘင်ဂျီရဲ့အဖွားဖြစ်တဲ့မေရီပါပဲ။ဘင်ဂျီရဲ့မိသားစုကတော့အနီးနားကအိမ်တိမ်မှာညသာပြင်ဆင်နေကြပါတယ်။ဘင်ဂျီရဲ့ဦးလေးအန်ဒရူးကဘင်ဂျီတို့သားမိကိုကြိုဆိုဖို့အတွက်အမေသားကင်နဲ့ဧကန်မှုပြင်ဆင်နေကြတာပါ။သူ့ရဲ့ဒေါ်ဟယ်ရီရက်ကတော့ဝိုင်းတွေကိုပြင်းရည်စွာတောင်းရင်းနဲ့ဘင်ဂျီရဲ့ဘေးဆိုင်မွန်ကတောင်းဝင်မဲ့တဲ့အကြောင်းပြစ်တင်နေခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့တွေးဆုံဘဲကိုသူကရောက်မလာသလိုဖုန်းလေးပါလေးတော့မဆက်ဘူးလို့ပြောနေခဲ့တာပါ။ ဇိုင်မိုရဲ့ညီငယ်ဂျော်ဂျူဝါကဒီတောင်နေမှာဖုန်းလိုင်းမမိတယ်လို့မယ်ရီကစိတ်ကျမ်းမာရေးမကောင်းတဲ့ယောဂါကြောင့်အကြောင်းမရှိဘဲနဲ့ယဲရီကိုဖုန်းခေါ်နေခဲ့လို့ကျူဖုန်းတွေကိုလည်းဖျက်ထားရတယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်။ဒီစကားကိုကြားမှာပဲဟယ်ရီယက်ကမယ်ရီကိုမတွေ့တာခဏကြာပြီးဆိုတာရုတ်တရက်သတိရသွားခဲ့ပါတယ်။သူမကအပြင်ကိုလော်ရီကြီးထွက်ကြခဲ့ပြီးတော့မယ်ရီကိုလည်းပြန်ခေါ်လာခဲ့ပါတယ်။ဟယ်ရီယက်ကမယ်ရီကိုသူမရဲ့လင်မာသားဟာရီဆင်ရဲ့ဘေးကဆိုဖာမှာထိုင်ခိုင်းပြီးမယ်ရီကိုဂယူဆိုင်ဖို့အတွက်ဟာရီဆင်ကိုပြောခဲ့ပါတယ်။ ဒါပေမဲ့ဟာရီဆန်ကဂင်းကစားနေတာနဲ့အလုံများနေတာကြောင့်သူမရဲ့ဇကားကိုလေးနဲ့မထားခဲ့ပါဘူး။အဲဒီချိန်မှာအမေရိကသူတို့ဒီကိုရောက်နေပြီဆိုပြီးတော့တိုးတိုးလေးပြောလိုက်ပါတယ်။တချိန်တည်းမှာပဲဇာနာနဲ့ဘင်ဂျီရောကအသေးတံပြေးလွှားနေခဲ့ရပြီးဟောရဲနေကြကအေဂျီတကားကနေဝင်လာခဲ့ကြပါတယ်။မေဘီရဲ့စေချမ်းမာရေးချွေးရင်မှုကနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့အစွမ်းတွေကိုလည်းရသွားစေခဲ့သလိုပါပဲ။ဇာနာကသူမတို့ကြုံခဲ့ရတာတွေကိုလင်းမြန်ပြန်ပြီးတော့ပြောပြလိုက်ပါတယ်။ဒီနေနေတဲ့အန်ဒရူးကလည်းမိုးလင်းတဲ့အချိန်မှာနေပြီးမှပဲရဲကိုခေါ်ဖို့အကြံပေးခဲ့ပါတယ်။ ဂျိုရှူအာကတော့အန်ရူကိုနှလုံးသားမရှိသူလို့ပြောလိုက်ပါတယ်။ကန်ဆိုးရှာတဲ့သနားစရာရှင်မောင်းကတော့ဂါးထဲမှာပိတ်မိနေတုံးဖြစ်တာကြောင့်ဂျိုရှူအာကအကူညီကိုစောစောခေါ်နိုင်လေအဲ့ဒီရှင်မောင်းကိုကယ်တင်နိုင်ဖို့ခွင့်ရေးများလိမ့်လီပဲလို့ယူဆနေခဲ့ပါတယ်။ဒီနောက်မှာတော့သူကအကူညီကိုဝစ်ဆင်လိုက်ပြီးတော့အကူညီခေါ်လို့ရအောင်ဖုန်းလိုင်းရှာဖို့အပြင်ထွက်လာခဲ့ပါတယ်။တနင်္လာမှာတော့ဂျေးစာမဲလိုက်သမား၃ယောက်ကတနက်တည်းနဲ့တော်ရဲကိုရှာဖွေနေခဲ့ကြပါတယ်။သူတို့ကဝက်ဘက်ကဆေးဝါးကုမ္ပဏီကဘင်မီကိုဖမ်းဆီးဖို့အတွက်ပတ်စံပေးပြီးတော့ခေါ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ။ဒါမဲ့သူတို့ရောက်လာတဲ့အခါမှာတော့ဘင်ဘီကိုမတွေ့ဘဲနဲ့မှောက်နေတဲ့ကားကိုသာတွေ့ခဲ့ရပါတယ်။ရေမောင်းကပြောင်းနေပြီးတော့ဘင်ဘီရဲ့ဘိုက်ထဲတောင်ရောက်နေလောက်ပါပြီ။ကားပြတဲ့မှာမွေနောက်ရှာဖွေရင်းနဲ့ဇာနာကြံခဲ့တဲ့ဖုန်းကိုလည်းတွေ့ခဲ့ကြပါတယ်။ဒါမဲ့သူတို့ကတော့ဖုန်းမရှင်ကတိုက်ခိုက်ခံလိုက်ရတာလို့ပဲယူဆခြင်းနဲ့သူမနောက်ကိုချီယာခံလိုက်ရင်ဘင်ဘီကိုဖမ်းမိနိုင်လိမ့်မယ်လို့တွေးနေခဲ့ကြပါတယ်။စေလို့ရှားသားနဲ့သူတို့ကတနတ်တီကိုပြင်ပြီးတော့ဇာနာရဲ့လမ်းကြောင်းတိုင်လိုက်လာခဲ့ကြပါတယ်။ဒါမှမဟုတ်ကြခင်မှာပဲသူတို့ကဂျိုရှူဝါနဲ့တွေ့လိုက်ရပါတယ်။ မောင်မဲနေတဲ့ဒေါနယ်ကြီးထဲမှာဆိုတော့မိုးစိုးတယောက်ဖြစ်တဲ့တိုင်လာကဂျိုရှုဝါကိုဘင်ဘီမှန်းနဲ့မားပြီးတော့တနှက်နဲ့ပြစ်လိုက်တာကြောင့်ဂျိုရှုဝါတယောက်ချက်ချင်းကိုတေဆုံးသွားခဲ့ပါတယ်။ဒီစဉ်ထဲမှာပဲအေဂန်ထဲမှာတော့မေရီကသူ့ရဲ့ပုံဆွဲစာအုပ်ထဲမှာပုံတွေကိုယူယူမှုမှုကိုဆွဲနေခဲ့ပါတယ်။ပုံတိုင်းမှာလည်းကြီးမားတဲ့တရေတီးကြီးတကောင်ပါနေပြီးဘင်ဘီကတော့ဒီပုံတွေကိုမျက်မှောင်ကြုံပြီးတော့ကြည့်နေရပါတယ်။သူကြည့်လေလေသူတို့ကိုတိုက်ခိုက်ခဲ့တဲ့တံတားနဲ့ပိုးတူလေးလေးဖြစ်နေခဲ့လို့ပါပဲ။ဒီနောက်မှာတော့မေရီကဘရင်းဘောက်စီချောက်သွားခဲ့ပြီးအပြင်ကိုလည်းမျက်တော်မခတ်ဘဲနဲ့ကြည့်နေခဲ့ပါတယ်။ ။မကြခင်မှာပဲအပြင်ကမီးတွေကဖိတ်တုံမိတ်တုံဖြစ်လာပြီးတော့တည်နေတဲ့ငှက်တကောင်လည်းရုတ်တရက်ကျလာပါတယ်။ဘင်ဂျီကဇာနာကိုအော်ခေါ်လိုက်တဲ့အခါမှာဇာနာပြေးလွှားရောက်လာတဲ့အချိန်မှာပဲဘင်ဘီကဘရိန်းဘောက်ကိုရိုက်ချိုးပြီးတော့အေဂန်နဲ့ထီကိုဝင်လာခဲ့ပါတော့တယ်။သူကသူ့ရဲ့ဓာကြောင့်လို့ထက်ရှားတဲ့ဥကြိုတွေကိုဝှေ့ရမ်းပြီးတော့သူတို့ကိုဒေါသရကြီးကိုလိုက်ပန်းနေခဲ့တာပါ။တမီသားစုလုံးကအော်ဟက်ကပုံးဆောင်တွေ့ပြေးနေခဲ့ရပါတယ်။ဟယ်ရီယက်ကလည်းမိဘကြောင့်ပြီလိုတဲ့ကိုတွားဝင်ပြီးတော့ကြောက်လန့်တကြပုံးနေတော့သူမရဲ့ကောင်းမော်ကိုအရေရေစိတ်ကြလာပါတော့တယ်။ သူမဖြည်းဖြည်းချင်းမောကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့အပေါ်မှာအစွဲတွေနဲ့ကြောက်စရာပင်ပီရှိနေတာကိုတွေ့လိုက်ရပါတယ်။ဟယ်ရီရက်ကလည်းကြောက်လန့်ကအော်ဟစ်ပြီးတော့ရေချိုးကန်းလေးကိုပြေးဝင်သွားခဲ့ပါတယ်။သူမကတကားကိုပေးလိုက်ပေမဲ့လည်းပင်ပီကကြောက်စရာကောင်းလောက်အောင်ညံကောင်းနေပြီးတော့သူကသူ့ရဲ့ခွာကိုအသုံးပြုပြီးတော့တကားကိုတုံ့ပြန်ခဲ့တာပါ။ဒိလန်ကြားနဲ့ဟယ်ရီရက်ကတော့ဘရင်ပေါက်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူမကအကြောင်းနေခဲ့တာကြောင့်မဖွင့်နိုင်ဖြစ်နေရပါတယ်။အဲဒီအချိန်မှာပင်ပီကဝင်လာခဲ့ပြီးတော့ဥโจတွေကလည်းဟယ်ရီရဲ့တင်မကိုစိုက်ဝင်သွားခဲ့ပါတယ်။ ဟယ်ရီရဲ့တယောက်နာကျင်စာအဝဲလိုက်ပြီးတော့သူမရဲ့ခွန်အားကို တုံးကာကိုကိုကိုတုံးထုတ်ခဲလိုက်ပါတယ်။ဒီချိန်ထဲမှာပဲဇာနာနဲ့တခြားသူတွေကမယ်ရီကိုပါခေါ်ပြီးတော့ကားစီကိုသွားနေကြပါပြီ။ဒါမဲ့အန်ဒရူးကကားဆက်နှုတ်ဖို့ကြိုးစားတဲ့အချိန်မှာတော့ကားကဆက်မလို့လာတော့ပါဘူး။အဲဒီမှာပဲဟယ်ရီရဲ့ကဘေမီစီကနေထွက်ပြေးလာတာကိုမြင်လိုက်ကြရပါတယ်။ဒီမြင်ကွင်းကိုအကုန်လုံးထိတ်လန့်ကြားနဲ့ကြည့်နေကြတော့ဟယ်ရီရက်ကဘေမီကိုကြော်အောင်မပြေးနိုင်တော့တာကြောင့်ဥကြိုတွေနဲ့ထိုးခံရကနှစ်ပိုင်းပြတ်သွားပြီးတော့ချက်ချင်းကိုတည်ဆုံသွားခဲ့ရပါတယ် ဲချိန်မှာပဲကားကတမ်းပြီလာပြီးတော့မီဂိုမဲရီမှုတ်ထုတ်ရင်းနဲ့ပေါင်မဲနေတဲ့ဒေါ်လန်တဲကိုအချိန်ပြည့်နဲ့မောင်းထွက်သွားခဲ့ပါတယ်။မီမီကဟယ်ရီရဲ့အလောင်းကိုပြစ်ထားပြီးတော့သူရဲ့ကားနောက်ကိုလိုက်သွားခဲ့ပါတယ်။မီမီရဲ့ရှင်ကကြောက်စရာကောင်းလုံးနေခဲ့ပြီးသူကလည်းကားကိုအမြန်မီလာကကားရဲ့နောက်ဖုံးကိုလည်းသူ့ရဲ့ဥကြိုတွေနဲ့တိုက်ခဲ့ပါတယ်။ဟယ်ရီစင်ကကားထဲကနေကြောက်တုံးနေတဲ့ဘင်ဘီရဲ့ခေါင်းကိုပြစ်ပေါက်လိုက်ပေမဲ့လည်းဘာမှမဖြစ်ခဲ့ပဲနဲ့ဘင်ဘီကိုပို့ပြီးတော့ဒေါသထွက်စေခဲ့ုံသာဖြစ်ခဲ့ပါတယ် ူကပုံပြီးရှင်ပြင်းပြင်းနဲ့ပြေးလာပြီးတော့မကြာခင်မှာပဲကားရဲ့နဘေးမှာရှင်ပြေးပြီးတော့ပြေးနေခဲ့ပါတယ်။ဟရီဆန်ကတော့ထိတ်လန့်ပြီးတော့ brain box ကိုလောချကထိုင်ကုန်မှာပြန်ထိုင်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲအန်တိုတယောက်ဂီယာပြောင်းဖို့လုပ်နေတော့ဂီယာကညံ့နေပြီးတော့မရွှေ့ခဲ့ပါဘူး။ဇာနာကချက်ချင်းကူညီလိုက်ကသူတို့နှစ်ယောက်ပေါင်းပြီးတော့ဂီယာကိုတင်လိုက်နိုင်သွားခဲ့ပါတယ်။ပြီးတာနဲ့ကားဟိုကြီးကအရှင်ပြင်းနဲ့ရှေ့ကိုထိုးထွက်သွားပြီးတော့ပင်မီကလည်းနောက်မှကျန်ရစ်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲကျူကျွားကိုမှတ်တပ်ခဲ့တဲ့မုတ်ဆိုး၃ယောက်ကလည်းဇာနာတို့ကြီးအရေးတိုင်းဆက်လိုက်လာရင်းနဲ့ မယ်ရီရဲ့အိမ်ကိုရောက်လာခဲ့ကြပါတယ်။သူတို့ရောက်သွားတဲ့အချိန်မှာတော့တရီလုံးကဆုပ်ပြတ်တက်နေပြီးတော့ဟယ်ရီရက်ကတော့အသက်မသေးသေးပဲနဲ့အသက်ငယ်နေခဲ့တာပါ။သူတို့ကဗီမီကနီနာမှရှိနေမှာပဲဆိုပြီးတော့ဆေးလို့ရှားနေခဲ့ကြပါတယ်။တပတ်မှာတော့အန်ဒရူးကဒေါ်လာတစ်ချောင်း10မိနစ်ကျော်မောင်းနေခဲ့ပြီးတဲ့နောက်မှာတော့တလုံးကြီးတလုံးကလမ်းကိုပိတ်ဆို့နေခဲ့တာကြောင့်ရှက်လိုက်ကြရပါတယ်။သူတို့ကတလုံးကိုဖယ်ဖို့အတွက်ကားပေါ်ကဆင်းပြီးတော့တလုံးကိုကြိုးရည်နဲ့ကြီးလိုက်ကြပါတယ်။ဇာနာပင်ဂျီနဲ့မယ်ရီတို့ပဲကားထဲမှာကြံရိုက်ခဲ့ကြပါတယ်။ အဲဒီနောက်နန်းစုံကနေတောင်းမက်ဖွဲရဟိန်းနံတကူထွက်ပေါ်လာပြီးဘင်မီကလည်းလာနေခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဘင်ကြီးလည်းထိတ်လန့်ပြီးတော့ဂျင်းနင်းပြားကိုနှင်းချလိုက်ခဲ့ပါတယ်။ကမကောင်းစွာပဲအကျိုးကအန်ဒရူးရဲ့ခြေထောက်မှာရစ်ပတ်နေခဲ့တာကြောင့်သူကဆွဲချခံလိုက်ရကနေပင်ပေါ်မှာပုတ်ဆွဲခံလိုက်ရပြီးတော့သူ့ရဲ့အသားစားတွေလည်းဆုပ်ပြဲပြီးတော့သွေးထက်တန်ရိုတွေဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်သူကဇက်တိုက်အော်ရင်နေခဲ့ပြီးတော့နာကျင်စွာနဲ့ပဲတည်ဆုံသွားခဲ့ရပါတယ်။ဟယ်ရီဆန်ကအကောင်းတော့ကိုပြစ်လိုက်ခဲ့ပေမဲ့လည်းမကြခင်မှာပဲမောပန်သွားခဲ့ပါပြီ။ ။ဘီဘီကတော့ကားကိုမမီနိုင်တော့ဘူးဆိုတာသိတာနဲ့သူကဟယ်ရီဆန်စီကိုဥတီပြီးတော့ပြေးတိုက်ပါတော့တယ်။ဒါကြောင့်ကြောက်လန့်နေတဲ့ဟယ်ရီဆန်လည်းတော်ရီကိုပြေးဝင်သွားရပါတယ်။သူကမျက်စိမိတ်ပြီးတော့ရှေ့ကိုပဲဇက်တိုက်ပြေးနေခဲ့ကဘီဘီကတော့သူ့ကိုမီလူနီနီတွေဖြစ်သွားခဲ့ပါသေးတယ်။အဲဒီတော့သူကချော်လဲကြပြီးတော့သူ့မျက်နှာကဒရိတ်ဆန်ကြီးပုံထဲကိုတက်တက်ကိုကြာသွားခဲ့ပါတယ်။ဘီဘီကသူ့နောက်ကိုရောက်လာခဲ့တဲ့အခါမှာတော့အဲဒီမှာပဲဟယ်ရီဆန်ကသူ့ရဲ့မျက်နှာကိုညှပ်တဲ့ကြီးပုံထဲကိုမြှုပ်ပစ်လိုက်ပါတယ်။ ကျေးဝန်ကအနန်းကအရန်ပြင်းပြီးတော့ဆိုးရတာကြောင့်ဘေမီကဟယ်ရီဆန်ကပုံသွိုးနေတယ်ထင်ပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါကြောင့်ဟယ်ရီဆန်လည်းမနေ့လွှတ်မြောက်ခဲ့ရပြီးတော့သူကသူ့မျက်နှာကိုတော့မတော့ရတော့ဘဲနဲ့ပိုနစ်တဲ့တော်တဲ့ ठी ကိုထွက်ပြေးခဲ့လိုက်ပါတယ်။ထွက်ပြေးလာရင်လည်းရုတ်တရက်ရုံတော့ခုန်ထွက်လာပြီးတော့သူ့လမ်းကိုပိတ်လိုက်ပါတယ်။ကျောင်းလန်နေပေမဲ့လည်းဒေါသထွက်နေတဲ့ဟယ်ရီဆန်တယောက်သူ့ရဲ့ဒေါသကိုပောက်ကွဲဖို့အတွက်ယုံကိုကန်ပစ်လိုက်ပါတယ်။အဲဒီယုံကောင်ကလွန်ထွက်သွားခဲ့ပေမဲ့ဒီနောက်မှာတော့9កောင်ကနေ6កောင်6កောင်ကနေ9កောင်လောက်ရှိတဲ့ယုံတွေကတစ်ပင်နေတဲ့ကနေခုံထွက်လာခဲ့ပါတယ်။ ။လိုင်းအောင်မှသူတို့ကလည်းရိုင်းစံတဲ့ယုံတွေဖြစ်ပြောင်းလဲသွားခဲ့ကြပြီးတော့သူတို့ရဲ့ဗဇက်တွေမှာလည်းချော်တက်တဲ့အဆွဲတွေအပြည့်ရှိနေခဲ့ပါလေ။ယုံကြီးကသူ့ကိုပိတ်ဆို့လာကြတဲ့နောက်မှာတော့ဟယ်ရီစင်တယောက်နောက်ကိုဇက်တိုက်ဆုပ်ပြီးနေရင်းနဲ့ချီချော်လဲကြပြီးတော့မိုးဆိုးရဲ့ထောင်ချောက်ပေါ်ကိုကြာသွားခဲ့ပါလေ။ထောင်ကျောက်ကသူ့မျက်နှာကိုချုံမိသွားပြီးတော့သူကလည်းမလုံနိုင်ဖြစ်သွားခဲ့ကတွေးထက်သွန်ယုံနဲ့မသိယုံတမဲလဲကြနေခဲ့ရပါတယ်။အဲနောက်မှာပဲပြောင်းလဲသွားတဲ့ယုံတွေကသူ့နားကိုခုံပေါက်လာပြီးတော့ဝင်းရံလိုက်ကြကဘာမျိုးစားသုံးပြဖို့ကြိုးစားလိုက်ကြပါတယ်။ ဗင်ဂျီကတော့အန်ရူပါလာကိုလုံးဝမသိဘဲဇက်တိုက်မောင်းနေခဲ့ကနောက်ဆုံးမှာတော့ကားလဲစီကုန်သွားခဲ့ပါပြီ။အဲဒီမှာပဲဇာနာကအန်ဒရူးကကားနောက်မှာကျိုးနဲ့ခြေထားတုံးဆိုတာကိုတတိယသွားခဲ့ပါတယ်။သူမကအမြင်သွားပြီးပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့အန်ဒရူးတယောက်လမ်းပေါ်မှာဇက်တိုက်ဆွဲခံရလာကြောင်းစုပ်ပြတ်တက်နေခဲ့ပြီးလူရုပ်တောင်မပေါ်တော့ဘဲနဲ့သူ့ကိုဘလို့မှကယ်လို့မရတော့ပါဘူး။အဲ့ဒီမှာစိတ်ချမ်းသာရေးချိုးရနေတဲ့မေရီကရုတ်တရက်တတိပြန်လေလာပြီးတော့ကားလေးကနေသူမဘာသာထထွက်သွားခဲ့ပါတယ် ပြည်သားနဲ့သူမကတေကုံပြီးတေကုံပြီးတော့ရေရွက်ရင်နဲ့တော်ရဲကိုတက်တက်ကြီးကိုရှောက်ဝင်သွားခဲ့ပါတယ်။ဇာနာတယောက်မယ်ရီကိုပြန်ဆွဲခေါ်လိုက်တဲ့အချိန်မှာပဲဘင်ဂျီကမြေပေါ်ကအရာတွေကိုတတိထားမိလိုက်ပါတယ်။သူကမိကြီးတကူကိုဖွင့်လိုက်တဲ့အခါမှာတော့မိကြီးရဲ့နေရောင်လင်းရောင်အောက်မှာမြေပေါ်မှာရိုးတွေပြန်ကျနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူတို့ကဘေဘီရဲ့နေရာကိုမတော်တဆရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ထိုင်လန်အကြမ်းနဲ့ဇာနာကတော့မယ်ရီနဲ့ဘင်ဂျီတို့ကိုဆွဲခေါ်ကလမ်းမကြီးစီကိုအမြန်ပြန်သွားခဲ့ပါတယ်။ ခံဟောဆောင်နေပဲဖြတ်သွားဖြတ်လာကားတစီးနဲ့သူတို့တွေးလိုက်ရပါတယ်။ဇာနာကအကူကြီးတောင်းဖို့လက်ပြတားစီခဲ့ပေမဲ့လည်းဂျင်မောင်းကမုတ်ဆိုးကောင်းဆောင်မိုက်ကယ်ဖြစ်နေခဲ့ပြီးတော့သူကဟယ်ရီဆန်ယုံတွေတက်တာခံရတာကိုစောင်းကြည့်ကင်မရာကနေမြင်ခဲ့ပြီးတမင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။မိုက်ကယ်ကသူတို့ကိုအိမ်တွင်နဲ့နေရာတစ်ခုစီကိုခေါ်သွားပေးလိုက်ပါတယ်။သူတို့ကားရဲလိုက်တဲ့အချိန်မှာပဲအရေးတွေတဲကနေခြေတံတွေထွက်ပေါ်လာခဲ့ပါတော့တယ်။မိုက်ကယ်တယောက်သူ့သနတ်ကိုထုတ်ပြီးပြုတ်ဖို့ပြင်လိုက်တဲ့နောက်မှာတော့လူတစ်ယောက်ကထွက်လာခဲ့ပါတယ်။ အဲဒီလူကသူ့ကိုနှုတ်ဆက်လိုက်တဲ့အခါမှာတော့နောက်ထပ်ကြွမ်းကျင်မှုဆိုတယောက်ဖြစ်နေတာကြောင့်မိုက်ကယ်တယောက်သူ့လက်ကိုပြန်ချလိုက်ပါတယ်ဒီလူကတော့ဘင်ဂျီရဲ့ဖေဆိုင်မွန်ဖြစ်ပါတယ်တကယ်တော့ဆိုင်မွန်ကကြီးမားတဲ့စုငွေကြောင့်ဘမ်ဘီကိုလိုက်ဖမ်းနေတာကြောင့်အင်ကိုပြန်မလာနိုင်သေးတာဖြစ်နေခဲ့တာပါသူကတော့ရဲမှာတက်တစိတ်စီစဉ်နေခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ဇနီးနဲ့သားကိုမြင်တဲ့အခါမှာပဲသူကထွက်လာခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်ဇာနာနဲ့ဆိုင်မွန်တို့ကတွေ့တာနဲ့ရပ်ဖြစ်နေခဲ့ကြတာပါဇာနာကသူတို့ကိုတီခေါ်လာပြီးတော့မိသားစုဝင်တွေလည်းတည်ဆုံကုန်ကြတဲ့ကိစ္စအတွက်ဆိုင်မိုကိုပြစ်တင်ပါတော့လေ ပြီးတော့ရဲကိုခေါ်ဖို့ညှဉ်းဆန်နေတာကိုလည်းပြစ်တင်နေခဲ့ပါတယ်။ဆိုင်မွန်ကတော့သူတို့သားရဲကိုခေါ်လိုက်ရင်သူတို့ရဲ့အစီအစဉ်ပြစည်းသွားမှာဖြစ်ပြီးတော့ထောင်နေတောင်ရောက်သွားနိုင်တဲ့အကြောင်းပြောလိုက်ရပါတယ်။သူတို့ရန်ဖြစ်နေတော့မှာပဲဘင်ဂျီကတခုခုကိုတတိထားမိလိုက်ပါတယ်။အဲ့ဒါကတော့မိုးဆိုးနေအောင်ဖြစ်ကြတဲ့တိုင်လာနဲ့အက်ဒီတို့ကတောင်ရင်ထဲမှာပိတ်လောင်ထားတဲ့ဒီရဲကလေးငယ်လေးကိုညှဉ်းပန်းနှိပ်စက်နေကြတာပဲဖြစ်ပါတယ်။ဒီဒီရဲကလေးငယ်လေးကတော့ဘင်ဘီရဲ့ပျောက်ဆုံးနေတဲ့ကလေးဖြစ်နေခဲ့ပြီးမော်ဆိုးတွေကဘင်ဘီကိုဖမ်းဖို့အတွက်ဒီဒီရဲ့ငယ်လေးကိုငစားပြည့်အုံပြုဖို့ပြင်ဆင်ထားကြတာလည်းဖြစ်ပါတယ် ပြည်ရနယ်သူတို့ကဒီတရေပေါက်စာလေးကိုတိတ်တဆိတ်တော့တဲ့ကိုတည်သွားခဲ့ကြပါတယ်။အဲဒီချိန်မှာပဲဒိုင်နာကအပေါ်ပါသွားခြင်းလာလာကြောင်းထွက်သွားခဲ့ပါတယ်။သူမတိလိုက်တာကတော့ဘင်ဗီကအနီးနားမှာစောင့်နေခဲ့ပြီးတော့တိတ်တဆိတ်ရှေ့ကိုထွက်လာခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ဥယျာဉ်တွေနဲ့ဖျက်တိုက်လိုက်ပြီးတော့တချက်ထင်းနဲ့ဒိုင်နာရဲ့ခေါင်းကိုဖျက်ချလိုက်ပါတယ်။အဲဒီတယောက်ဒိုင်နာပြောင်းနေတာကြာလို့သွားရှာကြည့်လိုက်တဲ့အခါမှာတော့အဲဒီမှာသူကဒိုင်နာရဲ့လောင်းကိုသာတွေးလိုက်ရပြီးတော့အန်ချမိသွားခဲ့ပါတယ်။ ဘင်ဘီအနီးနားမှာရှိနေတာကိုသိလိုက်တဲ့နောက်မှာတော့အဲဒီတယောက်ထိတ်လန့်ကြားနဲ့ကားစီကိုပြေးပါတော့တယ်။ဒါမဲ့သူကားရဲကိုတက်လိုက်တာနဲ့ဘင်ဘီကခုံလိုက်ပြီးတော့သူ့ရဲ့အကြောင်းမဲ့ဖွဲ့ခေါင်းကြီးကမှန်ကိုရိုက်ခွဲကကားရဲကိုရောက်လာပါတော့တယ်။ပြီးတာနဲ့အဲဒီကအိမ်ညာမှာပဲရက်ဆက်စွာတက်ခံလိုက်ရပါတယ်။အဲဒီချိန်မှာဘင်ဂျီကတော့တရေကလေးငယ်လေးကိုတနာလာကြောင်းမိုးဆိုးတွေထွက်သွားတဲ့အထိဆောင်ပြီးတော့လောင်ရင်ကိုတိတ်တဆိတ်ဖွင့်ကတရေကလေးငယ်လေးကိုလှုပ်ပေးလိုက်ပါတယ်။ပြီးတာနဲ့တရေလေးကိုကောက်ယူလိုက်ပြီးတော့သူ့ရဲ့လက်ထဲမှာဂိုင်ထားခဲ့ပါတယ်။ မိုက်ကယ်ကတခြားခန်းကနေမော်နီတာတွေကိုကြည့်နေရင်းနဲ့ဗင်ဂျီကသူ့ရဲ့စီစဉ်ကိုဖြစ်စည်းလိုက်တာကိုတွေ့လိုက်ရပါတယ်။သူကချက်ချင်းတနက်ကိုဆွဲယူပြီးတော့ပြင်ကိုထွက်လာခဲ့ပါတယ်။ဇာနာကလည်းဗင်ဂျီပြောင်းနေတာကိုတတိယသွားတာနဲ့ဆိုင်မွန်နဲ့ရန်ဖြစ်တာကိုရက်လိုက်ပြီးတော့သူသားရဲ့နိုင်မီကိုအော်ကော်ကနေရာတိုင်းမှာရှာဖွေပါတော့တယ်။ဒါမဲ့သူမတွေးလိုက်တာကမုတ်ဆိုးတွေဝက်ထားတဲ့အလောင်းတစ်ခုဖြစ်နေပြီးဒီနေရာမှာဇာနာကပျောက်ဆုံးနေတဲ့ဂျိုရှူဟာကိုတွေ့ခဲ့ရတာပါ ဒီမှာကမိုက်ကယ်နဲ့သူ့လူတွေဟာရက်ဆက်တဲ့ဥပဒေမဲ့မုတ်ဆိုးတွေဖြစ်နေတာကိုသိလိုက်ရတာနဲ့ပို့ပြီးတော့ကြောက်လန့်လာပါတော့တယ်။ဒါမဲ့ဒီထက်ပိုပြီးလန့်နေခဲ့တဲ့သူကတော့အခြေဆိုင်စကန်းကိုစောင့်နေတဲ့အမျိုးသမီးမုတ်ဆိုးဂျိုးပါပဲ။ဒီချိန်မှာပဲဘင်ဘီယာအတွင်းထဲကိုဖောက်ဝင်ခဲ့ပြီးတော့သူကသူ့ရဲ့သွေးစွန်းနေတဲ့ပါဇက်ကြီးကိုညီသက်နေတဲ့မေရီကိုဥတီရင်နဲ့ဖွင့်ရလိုက်ပါတယ်။ဒါမဲ့မေရီကလုံးဝမကြောက်သလိုထိုင်နေပြီးတော့ဒီမှာကဘင်ဘီရဲ့မျိုးလုံးတွေကိုစိုက်ကြည့်နေခဲ့ပါတယ်။ ကမနာတီကနေကြည့်နေတဲ့ဂျိုးကဘင်မီကိုတွေးလိုက်ရတာနဲ့ထွက်ပြေးဖို့ကြံရွယ်ပြီးတော့အပြေးလွှာသူမပစ္စည်းတွေကိုတွားယူလိုက်ပါတယ်။ဒါမဲ့သူမကအတန်ရဲကျဲတွဲလာကြောင်းဘင်မီရဲ့အာယုံကလည်းသူမစီကိုရောက်သွားခဲ့ပါတယ်။ဒါကြောင့်ဘင်မီကသူ့ကောင်းကိုဝေရဲလိုက်ပြီးသူမစီကိုလည်းတက်တဲ့ကြီးကိုတိုက်ခိုက်ပါတော့တယ်။ပပြေးစရာနေရာမရှိတော့တဲ့ဂျိုးကတော့အသက်ဆုံးပြီးတော့ဆွန်သားလိုက်ကအနီနာကဒက်စီတိုင်ကြီးကိုပြစ်လိုက်ပါတယ်။ပောက်ကွဲမှုတစ်ခုကဖြစ်ပေါ်လာကတော်ရင်မှလည်းလင်းထိန်သွားရပါတယ်။ ဲချိန်မှာပဲဇာနာနဲ့ပင်ဂျီတို့ကတော့မီးလင်းအောင်တွေကြောင်းတယောက်ကိုတယောက် ပြန်တွေ့ခဲ့ကြပါတယ်။သူတို့မိသားစုကပြန်ဆောင်သွားကြပေမဲ့လည်းအဲချိန်မှာမိုက်ကယ်ကပစ္စတိုတစ်လက်နဲ့အတူတရေကလေးငယ်တွေကိုပြန်ပေးဖို့ပင်ဂျီကိုချင်းချောက်လိုက်ပါတယ်။ဒါမဲ့ပင်ဂျီကတော့တရေလေးကိုပို့ပြီးတော့ကြစ်ကြစ်ပအောင်ဖတ်ထားပါတယ်။မိုက်ကယ်ကတနံမောင်းခလုတ်ကိုတကယ်ဆွဲမဲ့လူဆိုတာကိုသိနေတာကြောင့်ဆိုင်မိုကလည်းဘင်ဂျီကိုတရေလေးပြန်ပြီးခန့်လိုက်ပါတယ်။ဒီစင်မှာပဲပေါက်ကွဲမှုကြောင့်မသိဆုံးခဲ့တဲ့ဘင်ဘီကရောက်လာပါတော့တယ် မိတော့တွေကသူ့ရဲ့သားမွေးတွေမှာကန့်နေစေဖြစ်ပြီးတော့သူကလည်းမိုက်ကယ်ကိုတိုက်ခိုက်ခဲ့ပါတယ်။မိုက်ကယ်ကဘင်မီကိုချိန်လိုက်ပြီးတော့တနက်နဲ့ချက်ပေါင်းများစွာပစ်ခဲ့ပေမဲ့လည်းဘင်မီကတော့ဂျီဆန်တွေစီကိုတက်တက်ဝင်လာပြီးတော့သူ့ကိုဒေါ်ရက်တီကိုလွှင့်ဆွဲတောင်းအောင်ဖျက်တိုက်လိုက်ပါတယ်။မိုက်ကယ်ရဲ့ပုံကမြေပြင်ပေါ်ကိုကြာသွားတာကြောင့်ဇာနာကကောက်ယူဖို့လိုလိုက်ပေမဲ့ဆိုင်မွန်ကအရင်လှမ်းယူလိုက်ပါတယ်။အဲနောက်ကျောင်းမေဖွယ်ဘင်မီကပြန်ဟုတ်လာခဲ့ပြီးသူ့ရဲ့မျိုးလုံးတွေကတော့ဘင်ကြီးရဲ့လက်ထက်ကသူ့ရဲ့သားကောင်ကလေးကိုစိုက်ကြည့်နေခဲ့ပါတယ်။ အရေးကြီးတဲ့အချိန်မှာထောင်ကျမာကိုကြောင်းနေတဲ့ဆိုင်မုံကတော့သူ့ရဲ့ဇနီးနဲ့သားကိုဆုံးပြခဲ့ပြီးတော့သူကဖုန်းနဲ့တူထွက်ပြေးသွားခဲ့ပါပြီ။ဗင်ဗီရဲ့တကယ်လူချင်းနေတာကသူ့ရဲ့တရေကလေးလေးဖြစ်တာကိုနားလည်တာကြောင့်ဇာနာတယောက်သူမကတရေပေါက်လေးကိုမြေပေါ်ကိုညင်ညင်သာသာချပေးလိုက်ပါတယ်။တရေကလေးမြေပေါ်ရောက်သွားမှပဲဗင်ဗီတယောက်လည်းစိတ်ငြိမ်သွားခဲ့ပါတယ်။သူကဇာနာကိုလုံးဝမတိုက်ခိုက်ခဲ့ပဲအဲဒီစားသူကသူ့ရဲ့ခန္ဓာကိုယ်ကြီးကိုကင်ပြီးတရေပေါလေးရဲ့ကောင်းကိုရှာနဲ့ရပင်းနေခဲ့ပါတယ် အဲဒီချိန်မှာပဲသွေးတွေနဲ့ဖုံးလွှမ်းနေတဲ့မိုက်ကယ်ကပြန်ပေါ်လာပြန်ပြီးတော့သူကတနတ်နဲ့ခိုးချောင်ခိုးဘက်ကိုတိုက်ခိုက်လိုက်ပါတယ်။ဂျီဆန်ကဘင်ဘီရဲ့တိကြိုက်လွယ်တဲ့ဝမ်ဘိုက်ကိုထိမှန်သွားခဲ့တာကြောင့်ဘင်ဘီတယောက်ဝမ်နဲ့ဖွယ်နာကျင်စွာအော်လိုက်ပြီးတော့ဒူးထောက်လဲကျသွားခဲ့ပါတယ်။ဇာနာတယောက်တနာပြီးစိတ်ပြည့်အားငယ်သွားနေတော့ရုတ်တရက်မေရီကတနတ်တလက်ကိုကိုင်ရင်နဲ့စစ်တီတူလို့ရောက်ချလာပါတော့တယ်။ပြီးတာနဲ့သူမကတချက်ပြစ်လိုက်ပြီးတော့မိုက်ကယ်ကိုချက်ချင်းတပ်ပြစ်လိုက်ပါတယ်။စတော့ကကားနဲ့တွေ့ပြေးသွားခဲ့တဲ့ဆိုင်မွန်ကတော့မကြခင်မှာပဲသူကားထဲမှာထူးဆန်းတဲ့ယုံတကောင်ရောက်နေတာကိုမြင်လိုက်ရပါတယ် အန်ရီကိုကန်စားမိလိုက်လို့သူကတကားကိုလှမ်းကန်လိုက်ပေမဲ့လေယုံကသူ့လက်ပင်ကိုတက်ကြိုက်လိုက်ပြီးတော့သွေးတွေကလည်းကားထဲမှာပြန်ကျဲသွားပါလို့ရယ်ဇလန်လေးကတော့ဒါပါပဲခင်ဗျဇုံဒီနာဆင်ပြီးခဲ့ကြတဲ့အတွက်လေကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျ